ဒီနေ့ပြောပြခြင်းတဲ့စာအုပ်နာမည်က change agent မှာစာရေးတဲ့လူနာမည်က Daniel Suarez ဘာလို့ဒီစာအုပ်ကိုပြောရလဲဆိုရင်ဒီစာအုပ်ကသိပ္ပံစကူးရှင်ဝတ္ထုတွေထဲမှာတော်တော်နာမည်ကြီးတဲ့ဝတ္ထုတပုတ်ဝတ္ထုရဲ့ဇာလံကဒီလိုပါဘလူးတယောက်ရဲ့ DNA ကိုပြောင်းလိုက်ခြင်းပါဖြစ်သွားမလဲဆိုတာကိုအဲ့ဒီအကြောင်းကို ်သူရေးထားတာပါသူဘလို့ရေးထားလဲဆိုတာစိတ်ဝင်စားအောင်ကျွန်တော်ပြန်ပြောပြပါခုနှစ်ကနှကောင်းနဲ့45နိုင်ငံကစင်ကာပူနိုင်ငံသူရဲ့အရာရှိနိုင်ငံတကာပလေးအရာရှိနာမည်ကခင်နဲ့ဒူရန်သူမှမိန်းမနဲ့ဖမီလီတယောက်ရှိသူဘလောက်ကပါလဲဆိုရင်ကဝါဝမှာ ဒီအနေတွေကိုတရားမဝင်ပြင်နေတဲ့လူတွေကိုဒါမှမဟုတ်ဆေးခန်းတွေကိုဖမ်းပြီးတော့တရားစွဲတဲ့အလုကသူ့ရဲ့အလုအဲ့ဒီမှာဒီမဲ့သူ ਨੇ သူ့ရဲ့စုံစမ်းနေတဲ့ခိုင်းတဲ့ယတနာစာချက်သူစုံစမ်းနေတဲ့ခိုင်းနာမည်ကကူလီဂျင်းကူလီဂျင်းကိုခေါ် ကိုင်ကောင်းစံနာမည်ကမာကတ်စ်တမန်ဝစ်ဆက်သူနှစ်ယောက်ညက်ဇာလန်ကဒီလိုပါကဲဗင်ဒူရန်ဟာကူဒီချင်းကိုင်းကိုလိုက်ရှာလေအချိန်မှာမာကတ်စ်တမန်ဝစ်ဆရာဘသူမှမမြင်မှုကြအောင်သူတို့တိတာတစ်ခုရှိကူဒီချင်းကိုင်းမှာရှိတဲ့သူရဲ့ကိုင်းထိတ်သီးဆယ်ယောက်ကဗရာနှစ်တစ်ခါဆန်တစ်ခါမှာကိုလုံးတေးသွားကြ မာကတ်စ်ကလွယ်လို့ပေါ့အကောင်တော့အဲ့ဒါအောင်အောင်ကြတယ်ဘာဖြစ်လို့ဒီဂိုင်းကောင်းဆောင်ထိတ်ဆုံးဂိုင်းကောင်းဆောင်ဆေးရောက်ကမနဲ့တခါဘာလို့တရတာလေးဆိုရဲမိကုန်ဘူးဘူးမှမဖြစ်နိုင်ကြနောက်ပိုင်းအဲ့ဒီခေပေါ်လာလိုက်ဆက်ပြီးတော့ကြည့်အောင်ဒီဝတ္ထုရင်းမှာအန်အိုစီယန်ကောင်းလာတယ်သူပြောပါတယ်နံပါတ်1ကဒီဝတ္ထုရဲ့အစမှာအိန္ဒိယမှာရှိတဲ့လင်မယားနှစ်ယောက်က သူတို့ရဲ့ခလေးကိုမမွေးသေးတဲ့ခလေးကိုပြင်စရာရှိတာဒီဒီအနေနဲ့ပြင်စရာရှိတာဒီပြင်ဖို့အတွက်တရားမဝင်ခွင့်ထားတဲ့စေခံကိုပွားတဲ့ဇာလနဲ့စပါတယ်အဲ့ဒီစေခံမှာရောင်းနေဆရာဝန်ကနေပြီးတော့သူ့ကိုပြောပါတယ်မင်းဒီ DNA cell ကိုလောက်လိုက်ရင်မင်းသားအပင်ချမှာအရန်တော်သွားမယ်ဒီ D cell တို့ဒီကလောက်လိုက်မင်းသားအပြေးမှာအရန်တော်သွားမယ်ဒီ cell နဲ့ဒီ cell ကိုပြန်လိုက်လို့ရှင်မင်းသားသရှင်ဆိုတာမှာဘလောက်တော်သွားမယ် ဒီဟာဒီဒီဆယ်လီနဲ့ဒီဟာပေါင်းနိုင်ရင် तू ဘာဖြစ်အနုပညာရှင်ဘယ်လိုဖြစ်သွားမလဲတယောတီရဲ့နေရာမှာ तू ဘယ်လိုခင်မလဲအဲ့ဒါတွေအကုန်လုံးကို तू ကအခုကျွန်တော်တို့မြင်နေလမ်းဘေးမှာဈေးရောက်သလို तू ကဈေးရောက်မှာဘာမဲ့ तू ပြောတာဈေးကြည့်ပါလေဒီဥစ္စာအတခုပြန်လို့ရှိရင်ပိုက်ဆံဘယ်လောက်ရှိလဲနှစ်ခုပေါင်းပြင်ရင်ပိုက်ဆံဘယ်လောက်ရှိလဲဒါပေမဲ့ तू ပြောတာက तू အာမမခံတာရှိတယ်ဒီပေါင်းနိုင်ရင်တခြားပါတွေခက်လာမလဲဆိုတာသူတို့မပြောနိုင်ဒါပေမဲ့ဈေးရောက်တဲ့သူကတော့ ပေါင်းနိုင်ပါလိဖြစ်မယ်ပဲပြောဇလန်အိတ်စအဲ့လိုစကားပြစီရောင်းနေတဲ့အချိန်မှာအဲ့ဒီစေကံကိုပရိတရားဝင်စီးတဲ့အချိန်မှာအဲ့ဒီလင်မြာရဲ့အသက်ဆုံးချုံပါပါလိပြန်စင်းစားကြည့်လို့ရှိရင်ဆာရေးဆရာကအဲ့ဒီမှာတကယ်လို့မြတ်သားဖမ်းမိခဲ့ပြီအသက်ရှင်နေဖမ်းမိခဲ့လို့ရှိရင်သူတို့ပေါဝင်ခြင်းမှာသူတို့ဘလို့မျက်နှာပြကြမလဲမသိဘူးသူတို့သားသမီးကိုတွားပြီး DNA တွေပြည်သူများထက်တာအောင်လုပ်တယ်ဆိုရင်ဘဝဉ္ကျင်ကဘလို့ပြောမလဲမပြောတတ်ကြ။နောက်ပိုင်းအကြီးအကျောင်းတွေပါလာပါမှာကျွန်တော်ဆက်ပြောပြပါ။အဲ့တော့ခုနကမတ်သစ်ဒူရန်ကြောင့်ပြန်ပွား။မတ်သစ်ဒူရန်ကစင်ကာပူကနေပြီးတော့သူကဒီတဲ့ကိုရအတီကာဒူတွေကိုမမိလိုက်ဘူးဈေးကတော့မိလိုက်တယ်။သူတို့လုံနေတဲ့အကွက်တွေမိလိုက်တယ်လို့သူတို့ပြောပါ။အဲနောက်ခံဇာနာနေတခုတော့ပြောပြပါဘာဖြစ်လို့ဒီ DNA ကိုဖမ်းတဲ့ international ball interpol, interpol baliga singapore ရောက်နေရလဲဆို American နိုင်ငံရဲ့ဥရောပနိုင်ငံတော်တော်များများနေပြီးတော့ DNA ပြောင်းတဲ့အဥ္စာကိုသူတို့တွေကဖုံးစံအတိုင်းစစ်ချောက်စာအုပ်ကြီးအတိုင်းဆိုလက်မခံဘူးငင်းပွားနေတာနဲ့စင်ကာပူနိုင်ငံနေပြီးတော့ကဲနင်တို့တောင်းငင်းနေငါစီလာလို့ပြောပြီးခုဟာကွာဝမှာ DNA နဲ့ပတ်သက်ရင်ဥဆောင်နိုင်ငံတနိုင်ငံဖြစ်သွားပါတယ် ဒီအနေအားဘလောက်တောင်အောင်မြင်လဲဆိုလို့ရှိရင် American နိုင်ငံမှာတချိန်နမိတ်ကြီးခဲ့တဲ့ Silicon Valley ဟာအယောင်မိန်တူးပြောက်သွားတဲ့ဘဝရောက်တယ်လို့ Daniel Suarez ကဒီစာအုပ်ထဲမှာဒီလောက်ပါတယ်။ Seoul Singapore ရောက်ပြီ။ Singapore မှာသူဟာသူ့ရဲ့ဘဝချင်းကိုကူကြီးပြထား။ဘာလီပါလဲဆိုမနေ့ Kevin Durant တီးတဲ့အချိန်မှာ အပင် inside တဲ့ green tower လို့ခေါ်တယ်ကျွန်တော်ပုံမှန်ကြီးမှာဆိုရင် green elevated cultivation board ya တိုက်တွေတိုက်တွေတိုက်တွေတဲ့မှာ in the here the site tower တဲ့ green နေမလို့တော့အဲ့ဒါကြီးကိုအကြောင်းသူတို့ရေးထားပါတယ်အဲ့ဒါရင်နဲ့ပတ်သက်ပြီးတော့လဲ DNA organic စီအဝင်း engineer စီအများကြီးပေါ်လာတဲ့အကြောင်းတဲ့သူရေးပါတယ် DNA အခင်အားလုံးကိုလူတွေရဲ့လူနေမှုအစဉ်အတိုင်းမျိုးစုံကိုကြောင်းနေလိုက်ပါ တချိန်ထဲမှာပဲစေကဘူးလမ်းပေါ်မှာမောင်းနေတဲ့ကားတွေဟာအခုကျွန်တော်တို့ပြောနေတဲ့လူမပါမဲ့မောင်းနေတဲ့ကားတွေအတနမစကားတွေဖြစ်လာပါဆိုတာဇလိုင်းရဲ့အခြေခံပေါ့ပြည့်ရဲ့မတ်ကတ်ဝစ်ဆာကေဗင်ဒူရန်ကို သူ့ကိုစုံစမ်းနေရသည့်အတွက်ကြောင့်ကေဗင်ဒူရန်ကိုလောက်ချမှုခွဲချူစားပါဘလူးချူစားလဲဆိုတာ လူများတွေလိုတနတ်နဲ့ကြီးစံတဲ့ပြစ်တဲ့အလုပ်မလုပ်ပါဘူးကေဗင်ဒူရန့်တရဲ့ယုံပြန်မှာအားတစီကိုငားစီလိုက်တယ်အဲ့ဒီတိုက်စီကိုငားစီအဲ့ဒီတိုက်စီကမောင်းလာတယ်သမီးကရောက်တဲ့အချိန်မှာတိုက်စီကနေပြီးတော့ဟေးငါကဆက်တော်လို့မရတော့ဘူးကအလုံးမလုပ်တော့ဘူးလို့ပြောပါတယ်ကေဗင်ဒူရန့်လည်းဟာအလုံးမလုပ်ဘူးဆိုလဲသူမောမောပါလာယူဆက်လာပြောတော့သူ့မှာလည်းကားတွေအပြင်ထွက်လိုက်ရပါတယ်ထွက်လိုက်ပြီးတော့သူကအနီးဆုံး subway station အနေနဲ့အိမ်ပြန်ဖို့ကြိုးစားပါတယ်။အဲ့ station ရလေရုံပြန်တဲ့အချိန်ဆိုတော့လူတွေအများကြီးရတဲ့အချိန်ပါ။တစ်ချိန်တည်းမှာပဲသူ့ရဲ့လေပင်မှာသူစုကနေတစ်ချက်ခံစားလိုက်ရတယ်။ဘီသူသတိမေ့လိုက်။မမေ့ကမှသူ့ကိုဟုတ်ကြည့်နေတဲ့လူတယောက်သူ့ပွေလိုက်ရတယ်။အဲ့ဒီကိုသူမှတ်ပြီလေ။ဒါပဲ။ခါနေဘလောက်ကြာသွားလဲသူတတိယတို့ချိတဲ့တဲ့ခါမှာ သူအေးရာနိုလာရောနိုလာရောချစ်ချစ်ပါသူရဲ့လန်နဖက်ခေါ်တချိတ်ခါထားတယ်စေယုံတင်ယုံရောင်းနေတယ်ဘမလည်းလည်းသူတို့မသိရဘူးအဲ့ဒါနဲ့သူကသူ့ရဲ့ရထနာချုပ်ကသူတင်ရဲ့ရင်ကိုသူ့စီကိုခေါ်ဖို့သူစားပါသူကသူပြန်ကြည့်လိုက်တဲ့အချိန်မှာသူဟာသူသိတဲ့ကေဗင်ဒူရန်မဟုတ်တော့သူ့ရဲ့ရုံးအစင်တရားနဲ့ပြောင်းသွားတယ်သူ့ရဲ့ အိုင်ရီနဲ့သူ့နေရာနဲ့လုံးဝမတူတော့သူ့ရဲ့ body DNA ပြောင်းသွားခုနကစေးတီတစ်ချက်ထိုးလိုက်တာသူဘသူဖြစ်လဲဆိုတော့သူမသိသေးအဲ့ရနဲ့သူတငယ်ချင်းပလေးတွေရောက်လာတဲ့ချိန်မှာခေါင်းတော့သူ့ကိုကြည့်တယ်အဲသူကခေါင်းလုံးကြည့်ပြီးတော့ hey ဟာ Kevin Bonn ဘာဖြစ်တာလဲပေါ့ခေါင်းတော့မင်း Kevin မဟုတ်ဘူးလေအဲ့ခါကျမှကြည့်လိုက်တော့မှသူပါပွားတွေ့လဲဆိုတော့ သူ့ရဲ့ DNA ပြောင်းပြီးသူ့ရုပ်ကောပေါ့အစင်းပြင်းအကုန်လုံးပြောင်းနေတယ်သူတို့တွေ့ရ။ချိန်နဲ့မှသူ့ဘူးသူ့ဘူးမှမသိသေး။အဲ့ဒီမှာသူတင်းရင်ပြောင်းတာ။မင်းဟာတဲ့ကဲဗင်ဒူရမ်ဆိုပြီးတော့ပြောင်းနေတယ်။မအားလို့အရန်တို့ကျွန်တော်လိုက်ဖမ်းနေတယ်။မာကတ်စ်တမန်ဝစ်စ်ကမင်းမေတဲ့။အဲ့ဒီခါကျမှသူဟာ Marcus Scott Mr Mr Wicks ပေါ့နော်သူက ူရဲ့ DNA ကို Kevin Body Devil ပြောင်းပေးလိုက်တယ်ဆိုပြီးသိရပါတယ်။အဲ့ဒီမှာပြဿနာဆရာ Marcus ရဲ့ပြဿနာက Marcus က Kevin ကိုလွှဲနေတဲ့အချိန်မှာကဘာပေါ်မှာအလိုရှိနေဆုံး DNA နဲ့ပတ်သက်တဲ့ပုံကိုဟာဆေးရုံပေါ်မှာပလေးတွေအလုံးကိုလက်ထိတ်နဲ့ပြီးပြီးသားအစင်သစ်ဖြစ်သွားပါတယ်။ဒါပေမဲ့တကယ်မကတ်စမဟုတ်ဘူး။ Kevin Durant ကို DNA ထည့်ထားတယ် Marcus အဲ့တော့ Kevin Durant နေနဲ့ဒီဘဝလွတ်အောင်ချိုးစားဒီချိန်မှာကျွန်တော်ပြောချင်တာတွေတစ်ခုရှိပါတယ်ဒီ3ပန်စီကူရဲ့ဝစ်ခုတွေမှာအခုတော်မျိုး DNA ပြောင်းလိုက်တော့ဘာတွေဖြစ်လဲအဓိကပြဿနာတစ်ခုကအဲ့ဒီလို DNA ပြောင်းလို့ရှိရင်ဥပမာလူသတ်မှုတစ်ခုဖြစ်တယ်ဆိုပါတော့ လူသားတဲ့လူဟာသူ့ရဲ့ DNA နဲ့သူ့ကိုဖမ်းမယ်ဆိုရင် तू ကဒီလို DNA ပြောင်းနိုင်ရင် तू ဖမ်းလို့မရတော့ तू လူသားတာဘလို့မှသူ့ကိုသတိပြလို့မရတော့ဘသူကဘာလို့လို့ဘသူဘာလို့တယ်ဘလို့မှတရားပြန်ဆွဲလို့မရဖြစ်ဖြစ်လာကျွန်တော်ရဲ့ဥပဒေလေမြဟာကြီးကမောက်ကမာနီချစ်ကုန်အဲ့ဒီအကြောင်းကိုဘုနာကဟူလီရှင်ကန်ယောဆောင်မာကတ်စတမန်ဝိက္ဆာပြသိုးကြီးကြိုသိထားတော့သူကနေပြီးတော့ကုလိုပဲ ကေဗင်ဒူရန်ကိုသူ့ရဲ့ DNA ကိုလွှဲပေးလိုက်ပြီးတော့သူ့နေရာလူစားထည့်လိုက်တယ်။ PBE လူစားထည့်လိုက်တာ။အဲ့ဒီခါကျမှကေဗင်ဒူရန်ကဝူရီရှင်းခိုင်းရဲ့ကိစ္စဆေးရောင်းသေဗေနေတာကိုအခုမှသဘောပေါက်လာ။ဘလို့ဖြစ်လဲဆိုတော့ဒီကောင်းကင်အောင်ဆောင်ဆေးရောက်ကသူ့ရဲ့ DNA ကိုနောက်ထပ်သူ့ထားမှမီဝယ်လူဆေးရောက်ထည့်ထည့်ပေးလိုက်တယ်။ပြီးတော့အဲ့ဒီလူဆေးရောက်ရဲ့ DNA ကိုသူ့စီကိုပြန်ယူလိုက်တယ်။ ဲတော့သူတို့လူချင်းမာတယ်ဆိုပြီးလိုက်ရှာနေတဲ့ဒီခူရီချင်းကိုင်းရဲ့ခိုင်ကောင်းဆောင်ဆေးရောက်ကပြပွားငါနဲ့တခါဆင်းနေတခါသူလဲလိုက်တော့ဘသူ့ကိုပါလိုက်အောင်အစာပြန်လိုက်ရတယ်လို့ဖြစ်အဲ့ဒီလောက်ထိသူတို့စဉ်းစားထားဒါနဲ့ Kevin Durant တယောက်ဘလို့လောက်ရမလဲဆိုနံပါတ်1ကသူစင်ကာပူကရင်ထွက်ရစင်ကာပူကထုံးစံအတိုင်းတည်ရတိုင်းကျွန်းနေရဖိဖိလေးဆိုတော့သူ့မှာစေးရင်ကထွက်ပြီးရင်ဘယ်မှပြေးစီရနေရာမရှိ သူ့ရုပ်ကိုလည်းအကုန်လုံး TV ကြော်ညာရီဗန်းနေမှာရှိတဲ့ facial recognition နဲ့အကုန်လုံးနဲ့ထည့်ထားတော့သူ့မှာစင်ကာပူဝိုင်းသူထွက်ကိုထွက်ပြီးတာအဲ့ဒါနဲ့သူကစင်ကာပူနဲ့အနီးဆုံးမလေးရှားဂျာဟိုသူထွက်ပြေးကြအဲ့လီကနေတဆင့်ဂူရူရင်ဂိုင်းဗမာရှိလေဆိုတာကိုလိုက်တဲ့အချိန်မှာ DNA ကြောင့်ပေါင်ခုဈေးွက် DNA မဟုတ်ဈေးွက်က စင်ကာပူနဲ့ကယေတရားဥပဒေစင်တီမှဖြစ်သေးတယ်မလေးရှားနိုင်ငံတွေမှာစင်ကာပူနဲ့ကယေနေဇာမှာ PN နဲ့ပတ်သက်တာမောင်ခူရောင်းနဲ့မောင်ခူဈေးခွက်ကြီးကိုသူအဲ့ဒီဟာကြမှာစာတွေ့ပါတချိန်ထဲမှာပဲသူတရားဆွဲခဲ့တယ်သူထောင်ချခဲ့တဲ့ပုဂ္ဂိုလ်တွေဟာအပြစ်မှအရန်ချမ်းသာနေတာကိုလည်းသူတွားတွေ့ရတယ် DNA ကိုပြင်ပြီးရောင်းဆိုင်ရင်းတယ်ပေါ့ DNA တော့သူရဲ့နေရာတွေမှာသူဘာတွားတွေ့လဲဆိုစစ်သား DNA ဒေါက်တာတွေ့လဲ အချင်းဆိုတဲ့ DNA လောက်ထားတာတွေ့တယ်။ခွေးလေးတွေ့။အဲခွေးလေးတွေ DNA ပြောင်းနေကြအောင်နည်းနည်းလေးကြောက်ပြပါ။ဒီခွေးလေးတွေရဲ့ DNA ကိုစပြီးတော့လုတ်တဲ့ပုဂ္ဂိုလ်ဟာသူ့ရဲ့တထေရသူ့ကိုထောင်ချလိုက်ပါ။မလို့ထောင်ချလိုက်မယ်ဆိုတော့ဒီခွေးလေးတွေက DNA လုတ်ပြီးရဲ့အချိန်မှာခွဲခါစားတော့အရန်ချစ်စီအောင်ကောင်းပြီးတော့လှပလို့ ၈လလောက်နေပြီးရဲ့ချိန်မှာ DN သူကတည်းက DNA ကဘာမှားသွားလဲမသိဘူးဒီခွေးတွေအားလုံးကချီးခွန်နေတဲ့အနံ့ထွက်လာဘယ်သူမှအဲ့ဒီခွေးကိုအိမ်ထဲမှာထားလို့မရတော့အဲ့ဒီ DNA နဲ့ပြန်ထားတဲ့ခွေးရောင်းတဲ့ company ကအရှုံးပေါ်သွားသူတထရေအရန်တော့ပွားပြီးတော့အိမ်ပြန်နေဆရာမကိုထောင်ထဲထည့်လိုက်ပါအိမ်ဆရာမကိုမာကတ်စကပြန်တွေ့ပါပြောပါတယ်မင်းဆရာကအခုညီလို့တယ်ငါ့ကိုထီလို့ဒီလိုမင်းတို့ထား อ่าเควินอ่ะตะคู่ไม่ตีดาล่ะตูดอดาผิดล่ะรู้สิตูอ่ะมาร์คัสวิกสโลเวโกมาชื่อแต่ตูดิปอลาล่ะเลยลูดิอาลองอ่ะมาร์คัสเดมันวิกสโลไม่มีบูจาไปแม้นินบูเรดูดิก็ตูหาดอดาเคยตุกุขันนามาแต่ตูดิปอลาตัดเตสุปิรอผิดเตไอ้กูแต่ตูดิเมียนรู้สิช่างไปรอสุปิรอไอ้หลุญญุตะทินจี้ทาบา ချဲရင်သူရန်နေမဲ့ပြည်စီအမျိုးမျိုးရှိတဲ့အချိန်ကြတော့ဘုမလည်းမာကတ်စ်ပွိစီရဲ့ဝိတ်ကိုတုံးပြီးသူတို့ချင်းရသူရအောင်တောင်းဝရအဲ့ဒါနဲ့ဒီ DNA ကိုဖြည့်လို့ရတဲ့စီရှိအောင်ပရိုဂျီမလည်းအဲ့ဒီစီပမာလဲလို့ကြည့်မာကတ်စ်ဝိတ်စီမှာမရှိဘူးဘုသူစီမှာမရှိအဲ့တော့မာကတ်စ်ပွိစီပမာလေးအရှာရောဒါမေကန်ကောင်းရင်တော့ အဲ့ဒီဆေးကိုဖြည့်လို့ရတဲ့လူကသူ့သင်ငယ်ချင်းတယောက်ကသူ့ကိုဟာမအဲ့ဒီဆေးရှိဆိုပြီးသူ့ကိုဖြည့်ပေးခဲ့အဲ့ဒါနဲ့သူမာကတ်စ်ဝစ်စ်နာကိုသူ့လိုက်တော့မာကတ်စ်ဝစ်စ်ကိုဥပဒေရင်းပေါင်းနေရောက်အောင်လောက်အောင်ချိန်ထဲမှာပဲခီစီရလုံးမလို့တဲ့ခါကျတော့သူမာကတ်စ်ဝစ်စ်ကိုဖန်ကိုဖန်အမယ်ဆိုတဲ့အဆင့်ကိုရောက်အဲ့ဒီမှာသူသူဇာဇံပြောစရာလေးတွေနှစ်ခုသုံးခုပါဟောပါ ဝှထုထဲမှာ Kevin Durant ကစင်ကာပူအနေပြီးတော့မလေးရှားမလေးရှားနေပြီးတော့ယူရီယာကိုဝါတဲ့အချိန်မှာသူလမ်းမှာရွှေပြောင်းအလို့တော်မာတွေအများကြီးတွေ့ခဲ့ရပါတယ်။ရွှေပြောင်းအလို့တော်မာတွေထဲမှာသူဘင်္ဂလားဒေ့ရှ်ကအင်ဂျင်နီယာညီကိုနှစ်ယောက်နဲ့သူတွေ့ခဲ့ပါတယ်။ခင်နေခင်နေတွေ့ကြတယ်။ဒူရီယာအလုံးမရှိကြတဲ့အခါကျတော့ DNA ပြောင်းတဲ့အခါကျအလုံးမရှိကြတဲ့အကြောင်းအလုံးရှိရဲ့နေရာတွေ အခုလိုမျိုး DNA စီဝါဖြစ်နေတဲ့နေရာဒီမှာအလုပ်ရှိမလားဆိုပြီးလာကြပါတယ်။ဖုံးစံအတိုင်းဗီဇာကိစ္စနဲ့နေလုလုခင်မရတဲ့အတွက်ကြောင့်သူတို့တွေကတနေ့တနေ့ပြောင်းပြီးပလေးတွေဖန်တာရှောင်းတီးပြီးသူတို့ဒီနေရာအဲ့ဒီမှာအင်ဂျင်နီယာတွေက ပြောပြတာကဘာပေါ်မှာချမ်းသာတဲ့လူတွေအကုန်လုံးက3ရဲ့ DNA ကိုပြင်ပြီးငါတို့ထက်သာအောင်တော့ ငါတို့စီးရဲနေငါလာတဲ့ engineer တွေဖိနှားသွားအလုပ်လုပ်ရမှာနေတယ်။အဲ့တော့ငါတို့ရှိရနေမှာရရအလုပ်ကိုဝင်လုပ်ရတဲ့အစဉ်ရောက်လာတော့ငါတို့ဒီနေရာမှာငါမှရောက်နေတာပါဆိုပြီးတော့ဘင်္ဂလားဒေ့ရှ်က engineer နှစ်ယောက်ကပြောပါတယ်။အဲ့လာနဲ့ Kevin Duran ဂျူရီယာရောက်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ Marcus Wicks နဲ့အနည်းဆုံးရှိရနေအောင်သွားဖို့ဆိုပြီးဂျူရီယာရောက်။ Marcus Wicks ပမာရှိနေတော့ ဝတ္ထုဝယ်ဖတ်ကြည့်ကြတော့ကျွန်တော်တော့မပြောတော့ဒါနဲ့အဲ့ဒီဇာလန်းထဲမှာဒေါက်တာကျွန်တော်တို့တည်တဲ့ DNA ကလူရဲ့ DNA ပဲလို့ထင်ကြတဲ့အချိန်မှာနောက်ထပ် DNA တစ်မျိုးကျွန်တော်ဖတ်မိပါတယ်အဲ့ဒါဘာလဲဆိုတော့ဒီရဲ့ဒေသမားရဲ့မျိုးစဘာကို DNA နဲ့ပြင်ပြီးတော့ပြီးလိုက်ပါ ပြင်းလိုက်တဲ့အချိန်မှာလေသမားတွေကချိတိုင်ရင်တော့စဘာဒီစဘာပဲဘာမှမထူးအပြင်းအကျဉ်ဒါပေမဲ့ site ပြီးတော့ဂုံလုံးလို့ရာဒီဒီနှဲ့ရာဒီနလသုံးလာပြီးတကယ်တမ်းစားမယ်လို့စဘာထုတ်လိုက်တဲ့အချိန်မှာစဘာကအထင်းမှာနီးရေးပြီးတွေးလို့ဖြစ်နေဘလို့မှစားလို့မရလို့အဲ့ဒီနေရှိတဲ့ဒေသမားတို့တော့မင်းက coming လာကြပါအဲ့ဒီလိုမျိုးစားတော့ကိုပါဘီအန်နေနဲ့ပြင်ပြီးတော့လူစီကိုဒုက္ခပေးနိုင်တဲ့အဆင့်အထိရောက်လာပါတယ် biohacking လို့တော့ဟောရင်ရပါတယ်ဒါကြောင့်မလို့ကျွန်တော်မနေ့ကကျန်လိုက်တာ biohacking လို့တင်မှုရတယ်ဒါပေမဲ့ DNA စားတော့ရ DNA ကိုပြန်လိုက်တာစားသူမရတဲ့အဆင့်ရောက်ပါစစ်တိုက်တာထက်စိုးသွားတော့လူလူမျိုးလိုက်ငါပြတ်သွားအောင်လုပ်ပြီးတော့ချင်းနေမဲ့ခေအောင်လုပ်ရတာဒါနဲ့ Marcus Wicks နောက်ကို Kevin Durant လိုက်တဲ့ချိန်မှာနောက်တစ်ခုထပ်တွေ့ပြန် ကဘာမှရှိရလူတော်တော်များများလား3ရဲ့ DNA ဟူပြောင်းကျင်ကြတယ်ဥပမာဆိုတော့ယောက်ျားလေးတွေဆိုရင် Brad Pitt နဲ့တူကျင်အဲ့ရနာမည်ကြီးရှင်မင်းသား Brad Pitt ပေါ့မိခရီတို့ဆိုလို့ရှင်လေ Michelle Pfeiffer တို့ဝါတို့ပေါ့တူကျင်လို့ရှင်ခိုင်သတော်ကအဲ့ဒီ Marcus Wicks တွားပြီးတော့3ရဲ့ DNA ကိုကင်းညာသူတကယ်လို့ Marcus Wicks ကိုတွားလို့ရှင် Brad Pitt ဆိုရောင်းနေဆယ်လောက်ရှင်တစ်ချိန်ထဲမှာပဲ ်ရုပ်ရှင်မင်းသမီးချိုးချိုးဆိုတဲ့ရောင်20သုံးဆယ်လောက်ရှိ DNA ကပြောင်းထားတာခုနကတော့ plastic surgery လုပ်စီရမလို့တော့ DNA ပြောင်းလိုက်ရင်အကုန်လုံးပြူအဲ့ဒါနဲ့နောက်ဆုံး Kevin Durant က Marcus Wicks ကိုဖမ်းမိပါတယ်ဖမ်းမိပုံဖမ်းနေရမှာတော့စာအုပ်မှာဖတ်ကြည့်ချင်ဖမ်းမိပါဖမ်းမိပြီးမှသူဟာသူစေယုံမှာသူတင်ရခြင်းနေရသူ့ကိုလာတွေ့ပြီး သူ့ရဲ့မူရင်း DNA ကိုပြန်ပြောင်းထားတဲ့ Kevin Durant ကိုအတိမတ်သာပြုကြပါမယ်။ဒါနဲ့ပဲ Kevin Durant တိအောင် Singapore ပြန်ပြီးသူ့မိပါစုနဲ့ပြန်နေခဲ့တယ်ရန်လို့သီစာဟုကကြေပါပါ။စာဟုကြောင့်တော့လောက်ပါပဲ။ပြောရင်အများကြီးရှိပါသေးတယ်။ဒါပေမဲ့တလောက်ပါပဲ။ channel အစားဟုဘာသာပြန်နိုင်ရင်ပြန်ကြပါကျွန်တော်တော့ စာအုပ်ရဲ့အမိလေးကိုအခုလိုပဲပြောပြသိပါတယ် Arnold Beard ရဲ့ဂျေဇူးတင်မှာ